ါရှင် The Empress and Tarot ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ထွက်ကတော့အဲ single ဖြစ်တာကြားတဲ့ single လေးတွေအတွက်ပေါ့နော် collective reading လေးလုပ်ပေးတော့မှာဖြစ်ပါတယ်အဲ what's coming as in your love life ပေါ့နော်အာ connection မရှိတဲ့သူအထူးသဖြင့်တော့ဒီ single ဖြစ်တာအရင်ကြာနေတဲ့သူလေးတွေပေါ့နော်ဥပမာတစ်နှစ်နှစ်နှစ်3နှစ်4နှစ်5နှစ်နောက်5နှစ်အထက်စသည်ဖြစ်ပေါ့နော်နှစ်နှစ်ချီပြီးတော့ single ဖြစ်တာကြာနေတယ် အစင်တယ်လေးတွေအတွက်ပေါ့နော်ဒီနေ့က collective reading လေးလုပ်ပေးသွားမှာဖြစ်ပါတယ်အခြေရေးတည်တံပေါ့နော်အဲ့တော့အခြေရေးတည်တံ collective reading လုပ်ပေးသွားတာဖြစ်ပါမယ် okay အဲ့တော့ထောင်းစမ်းလိုက်မယ် collective ဆိုဒီနေ့ကတော့ပိုင်းလေးတွေရေးဖို့မလိုဘူးပေါ့เนาะအဲ့ဆိုရင်စလိုက်ရအောင်เนาะဒီနေ့ energy ရနေတာကတော့ဒီကတ်ကလေးပေါ့เนาะ အဲဒါကကျတော့ water energy ပါတယ်ထားတော့ကက်ကလေးပေါ့နော်တခါတော့သုံးဖို့လေတခါပဲသုံးဖို့တော့လေဒီနေ့ကတော့ဒီကက်ကလေးနဲ့သုံးပြီးကြည့်မိမယ်ပေါ့နော်အဲ့တော့ okay အဲ့တော့ single လေးတွေတော့ပေါ့နော်ခုနပြောသလိုပဲ single ဖြစ်တာအရင်ကြာနေတဲ့ collective လေးတွေအတွက်ရှင်းညွှန်ပြီးတော့ကြည့်ပေးမယ်အခြေရေး reading ပေါ့နော် okay energy တွေစဝင်တာဆိုရင်တော့အဲ့တော့၃နှစ်တွေပါတယ်တွေ့တယ်ပေါ့နော်ခု energy စရတာတော့ single ဖြစ်တာပြီးတော့ရလိုက်တဲ့ energy ပေါ့နော်ခုတခါတဲ့ energy ရလိုက်တော့ပြောလိုက်မယ်ဘယ်လိုလဲဆိုတော့ ရလိုက်တဲ့ energy ကအခုဟာကလေဟို single လို့ပြောပေမဲ့လေအချို့လာကြည့်တဲ့ collective လေးတွေမှာလေ energy သွားရလိုက်တာ single ဆိုပေမဲ့ single အစ်စ်မဟုတ်ဘူးဆိုတော့ကအဲ့လိုကိုယ်စိတ်ဝင်စားတဲ့သူရှိနေတာမျိုးဒါပေမဲ့တွဲနေတာမျိုးတော့မဟုတ်ဘူးပေါ့နော်လက်တလုံးမှာစကားပြောနေတာအဲ့လိုမျိုးလေးပဲတွေ့ရတယ်ပေါ့နော်အခု reading လာကြည့်နေတဲ့တင်ပါပေါ့နော် အကြည့်လို့ရပါတယ်ပေါ့နော်။ဘာလို့လဲဆိုအခု reading ရောက်လာတယ်ဆိုတော့ကိုယ့်အတွက် message တကူကိုတော့ရှိမယ်ထင်တယ်ပေါ့နော်။အဲ့တော့ကြည့်လို့ရပါတယ်လို့ဒါပေမဲ့အဓိကကတော့ single လေးတွေပဲပေါ့နော်။ single ဆိုရင်ကြည့်လို့ရတယ်ပေါ့နော်။အဲ့ single လေးတွေအချင်းညူပြီးတော့ collective reading တော့ပြထားဖြစ်ပါတယ်။ Okay ။အဲ့တော့တစ်ချက်ချိန်လိုက်မယ်။ဝါးနေမှာဆိုတော့မြင်ရပြီထင်တယ်။ Okay ။အဲ့ဆိုသုံးဆောင်လိုက်မယ်ပေါ့နော်။ကက်ကလေးတွေ shuffle လိုက်ပါမယ်။ကက်ကလေးတွေထုတ်လိုက်မယ်နော်။ Okay ။ Okay energy စာယူလိုက်မယ်။အချိုးတွေဟုတ်တယ်။အချေးအချေး အဲ့ရောက်တယ်အခုက single reading ဆိုပေမဲ့ပေါ့နော်အချုပ်လေးတွေကြတော့လာကြည့်တာဟုတ်တယ်အဲ့လိုကိုယ်စိတ်ဝင်စားတဲ့သူတူတယောက်ရှိနေတာမျိုးပေါ့နော်အဲ့အဲ့လိုမျိုး energy လည်းရရတယ်ပေါ့နော် single ဆိုပေမဲ့လည်းအဲ့လိုကိုယ်စိတ်ဝင်စားတဲ့သူလည်းတလုံးမှရှိနေတာမျိုးပေါ့နော်အဲ့ဒီကနေမှလာကြည့်လာကြည့်တဲ့ energy လည်းရရတယ်တက်တက်တော့ဖလာပဲเนาะပြီးမှပဲကက်ကလေးပြလိုက်မယ်เนาะโอเค ဒီကက်ကဘာလို့တော့နေဆိုဒီကက်ကကြာတော့အရင်ကြီးမထွက်ဘူးအဲ့တော့ဒီကက်ကကြာလို့တော့ဘယ်လိုလဲမသိဘူးဒီကက်တွေကြာတော့တိတ်မထွက်ဘူးတစ်ခါတလေကြာရင်တော့ဟုတ်ကဲ့ဟုတ်တယ်ဟုတ်တယ်အချို့လေးတွေအတွက်ကတော့အဲ့လိုလေ single ဘဝကျုပ်ဖို့အတွက်နည်းနည်းလေးကြာအောင်ပဲဗောနော်အဲ့လို energy သွားရတယ်အချို့လေးတွေဟုတ်တယ်နော်အဲ့လို single ဘဝကျုပ်ဖို့အတွက်နည်းနည်းလေးတော့ကြာအောင်ပဲကက်တွေကတိတ်မထွက်တော့လေ ွက်ဘူးတော့ Okay နှစ်ကက်တောင်ထွက်လာပြီ Yes Okay Okay ငါးကက်ပေါ့နော်ငါးကက်လောက်ဆိုတော့ပဲ Okay နောက်တစ်ပတ်ကပြောက်သွားတယ် Okay ကက်ကလေးထွက်လာပြီနော် Okay အဲ့ဆိုရင်စစပေါ့ငါးကက်ပေါ့နော်ငါးကက်ထွက်လာပါတယ်အာ Okay Okay အဲ့ဒါကြီးတော့ရတော့ရနေပြီနော်တစ်ချက်ပြလိုက်ပြီနော်ကက်ကလေးညံ့မဲ့တင်တယ်နံပါတ်1ထွက်လာတဲ့ကက်ကလေးကသူက 2 or source ပေါ့เนาะ2 or source ဆိုရဲကက်ကလေးထွက်လာပါတယ်နံပါတ်1မြင်ရမယ်ထင်တာเนาะကက်ကလေးအရင်ဆုံးပြပေးလိုက်ပါမယ်ခဏလေး okay ကြည်သွားပြီနံပါတ်1ထွက်လာတဲ့ကက်ကလေးက2 or source ဆိုရဲကက်ကလေးပေါ့เนาะနံပါတ်2ထွက်လာတဲ့ကက်ကလေးကတော့ဟုတ်တယ် temperance ဆိုရဲကက်ကလေးပေါ့เนาะနံပါတ်2ကက်ကလေးကကြတော့ temperance ဆိုရဲကက်ကလေးပါနံပါတ်3ထွက်လာတဲ့ကက်ကလေးကတော့ six or one ဆိုရဲကက်ကလေးဖြစ်ပါတယ် six or ones ပေါ့เนาะ နံပါတ်5ထွက်လာတဲ့ကတ်ကတော့ special sauce နဲ့ now 8 of pearls 8 of pentacles ပေါ့နော်။อืม။နောက်အလိုမျိုးလေးထွက်လာတယ်။နောက်ဆုံးအောက်ဆုံးကတ်ကလေးတစ်ချက်ချလိုက်မယ်ခဏလေး။ဟုတ်တယ် night of sauce ရယ်။อืมอืมอืมโอเคเนาะ facial sauce เนี่ยဒီမှာ8ဟောပေါ့8 of pan power ဆိုတော့8 of pan ကစကလေးပေါ့เนาะโอเค อืม energy တော့ရတယ်ဗောနော် okay အဲ့ဆိုပြောလိုက်တော့မယ်ခဏလေးရပြီเนาะ okay အဲ့ဆို energy ကတော့စရလိုက်ပြီเนาะခဏလေးเนาะဝါဝါတော့တစ်ချက်ပြန်ချိန်လိုက်ပါမယ် okay energy တော့ရလိုက်ပြီသူကဒီအခု single collective ဆိုပေမဲ့လေဘယ်လိုလဲဆိုတော့အချို့ single လေးကခုနပြောသလိုပဲသူကအခြေကြီးရလိုချင်တယ်အခြေကြီးရလိုချင်တယ်ဒါပေမဲ့လည်း ခုချိန်မှာအချစ်ရီကိုအာယုံဆိုင်မနေတာမျိုးလေးတော့တွေ့ရတယ်ဗောနော်ကိုကအချစ်ရီလိုချင်ပေမဲ့အချစ်ရီကိုအာယုံဆိုင်မနေဘူးအလုပ်တွေပဲဆိုးလုံးနေတာမျိုးဆိုတော့ကအချစ်ရီလိုချင်အချစ်ရီတော့ကိုလည်းနဲ့အချိန်ပေးရမယ်ဆိုတော့အလိုဗောနော်စကားပြောကြည့်ရမယ်စတဲ့ပြေလူတွေနဲ့တွေ့ကြည့်ရမယ်အဲ့ဒါမျိုးတွေလုံးမနေဘူးဗောနော်အချို့စင်ကြလေးအဲ့ဒါတွေလုံးမနေပဲနဲ့အချစ်ရီတော့လိုချင်တယ်ဒါပေမဲ့တယောက်တည်းလဲအဆင်ပြေတယ်လိုချင်တာမေးလိုချင်တယ်ဒါပေမဲ့အဲ့ဒီအတွက်ကိုအဲ့ဒီဘက်ကိုအာယုံဆိုင်မနေတဲ့ energy မျိုးသွားရတယ်ဗောနော်အချို့စင်ကြလေးတွေအဲ့ဒါအများစုက main ကလေးဖြစ်ပုံများတယ် main ကလေးတွေ energy သွားရတယ်ဗောနော် okay အဲ့တော့ energy စာယူလိုက်တော့မယ်နော်မှောင်ရတယ်တော့တစ်ချက်ဖုန်းကအဲ့ကင်မရာလေးအဲ့လိုပဲဘာလို့လဲမသိမှောင်မှောင်ရတယ်တော့လင်းသွားပြီထင်တယ်နော် okay အဲ့ဒါဆိုရင်နဲ့ရီရတယ်တော့ကင်မရာညိနေရတယ်ငါအချိန်နေကုန်တော့မယ်ရပြီထင်တယ်ကင်မရာခဏကြာလို့ပဲမှောင်မှောင်ရလို့နော် okay two or so ရဲ့ဆိုတော့ um temperance ရဲ့6010 facial source ရဲ့ နောက်တစ်ခုကကြတော့8 of hearts ရဲ့ခဏလေးနော်อืมအချို့တွေလေဟုတ်တယ်ကိုယ့်ရဲ့အလုပ်အကိုင်ပဲသိတာကယ်ရီယာပဲအာရုံစိုက်နေတာကိုတွေ့ရတယ်အချိန်အတွက်ကိုအဲ့လိုအချိန်မပေးတာမျိုးသိတာခေါင်းဟောအဲ့လိုဟိုဟောပေါ့နော်ဟုတ်တယ်အချိန်အတွက်ကိုအချိန်မပေးတာမျိုးတွေတွေ့ရတယ်နော်อืมอืม energy ရလိုက်ပြီအချို့တွေအတွက်ကြတော့ဘယ်လိုလဲဆိုတော့ပေါ့နော်အခု ဒီကတ်ကလေးကဒီဘက်မှာတစ်ချက်ကြည့်လိုက်တာပေါ့နော်ဘလို့လဲဆိုတော့အခု energy ရလိုက်တော့ပြောလိုက်တော့မယ်နော်အချို့တွေကတော့အဲ့လိုပေါ့နော်ကိုယ့်ရဲ့ career ကို focus လုပ်တယ်ငွေကြီးကြီးတွေ focus လုပ်ပြီးတော့မှပဲအဲ့လိုအခြေအနေမှာလူတစ်ယောက်နဲ့တွေ့နိုင်တယ်ပေါ့နော်ဒါကအချို့တွေတော့ပေါ့နော်လူတိုင်းတော့မဟုတ်အချို့တွေကခုနပြောဆို career တွေ focus လုပ်မယ်ကိုလို့စရာရှိတာလုပ်မယ်အလုပ်ကိုင်နေ အချို့တွေပေါ့ထုံးစံလိုက်မယ်အလုံးနှစ်ခုတွေပါလေလုံနေတာဖြစ်နိုင်နေသေးတာလို့အလုံးအကန်ကိုအာယုံဆိုင်နေပြီးတော့ကို့ပွားနဲ့ကို့အစဉ်ပြေနေတာပြောချင်တာအဲ့ရနေမှာတစ်ဆင့်မမျော်လင့်မယ်နဲ့တူတူတောင်နဲ့တွေ့ပြီးတော့လက်ထက်သွားတာမျိုးအဲ့လိုမျိုးဖြစ်နိုင်နေတယ်ဒါတွေကအချို့အတွက်ပေါ့နော်အချို့ခုနပြောတဲ့ single လေးတွေကို့ဟာကိုပဲအရန်အာယုံဆိုင်နေတာမျိုးအချိန်အတွက်အချိန်မပေးတာမျိုးဆိုရင်ဒီ energy နဲ့ကိုက်လောက်တယ်ပေါ့နော်အဲ့လိုမျိုး ဆိုလိုတာကအခြေအတွက်လုံးဝအခြေမပေးဘူးဆိုရင်ဒီ energy နဲ့ kait နိုင်တယ်။ Okay အဲ့လိုမှမဟုတ်ပဲနဲ့ခုနပြောသလိုပေါ့နော်အချို့ single လေးတွေကြတော့ဘယ်လိုလဲဆိုတော့အခုအချိန်မှလို့လူတစ်ယောက်နဲ့စကားပြောတာမျိုးလိုလူတစ်ယောက်ကိုစိတ်ဝင်စားတာမျိုးလိုလူလူတစ်ယောက်နဲ့ပျက်စဲထားတာမျိုးလိုအဲ့လိုမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်။အဲ့လိုမျိုးတွေလည်းတွေ့ရတယ်ဟုတ်တယ်အဲ့လိုပေါ့အခြေအေးကိုမျောနေတာမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးအချို့တွေဟုတ်တယ်အဲ့လိုလေအဲ့လိုလူမျိုးမတူဘာသာမတူပေါ့နော်အဲ့လိုမျိုးစိတ်ဝင်စားတာမျိုးလေးတွေရှိနိုင်တယ်သိလား အဲကိုကလာစိတ်ဝင်စားတာပဲဖြစ်ဖြစ်ကိုကသွားပြီးစိတ်ဝင်စားတာပဲဖြစ်အဲ့လို energy ပါရလို့เนาะရလို့ပြောလိုက်တာအဲ့လိုအဲ့လိုတွေလည်းပါနိုင်တယ်ပေါ့เนาะအဲ temperate energy ပဲเนาะပေါ့ပေါ့เนาะအဲ့ဒါကိုသွားရတယ်အဲ့လိုကိုကစိတ်ဝင်စားတာဒါပေမဲ့ကိုကလာစိတ်ဝင်စားတာကအဲ့လိုမျိုးပေါ့เนาะကိုနဲ့လူမျိုးမတူနိုင်ငံမတူဘာသာမတူတာမျိုးတွေဖြစ်နိုင်တယ်ဒါပေမဲ့တွဲနေတဲ့ energy တော့မရဘူးပေါ့เนาะအဲ့လိုမျိုးတွေလည်းဖြစ်နိုင်တယ် ခါနေကြတယ်တော့ဘယ်လိုလဲဆို divine guidance ပေါ့เนาะအဲ့လိုပေါ့ကိုယ့်ရဲ့ဘဝကဥမာဖူးစာပါလာတဲ့လူကလည်းကိုနဲ့အဲ့လိုမတူတာမျိုးဖြစ်နိုင်တယ်ပေါ့เนาะဒါက divine guidance energy ရလိုက်လို့ပေါ့เนาะရလိုက်လို့ပြောလိုက်တာအချို့တွေအတွက်ဒီဟာ message တစ်ခုဖြစ်နိုင်တယ်ပေါ့เนาะ okay now six of wands ဟုတ်တယ်အဲ့လိုခုနပြောသလိုအချို့တွေကြတော့ကိုနဲ့ deal လုပ်နေလူတယောက်ရှိနိုင်တယ်ကွာအဲ့ဒီလူနဲ့အဆင်ပြေမှာလားဆိုတော့မျှော်လင့်ချက်တွေရှိနေတာကိုတွေ့ရတယ်ပေါ့เนาะနောက်တစ်ခုကကြတော့ page of swords ရဲ့ eight of pentacles ရဲ့တဲ့ ဘလို့လဲဆိုတော့ single လေးတွေအခြေကြီးကအဲ့လိုပေါ့နော်လူတွေနဲ့ထပ်တွေ့တယ်ပေါ့နော်လူတွေဝင်လာတယ်ဒါပေမဲ့လည်းအဲ့လိုဟိုအရန်ကြီးကိုอืมသိရမလားတွဲဖြစ်သွားတာမျိုးမဟုတ်ပဲနဲ့ပြီးလဲပြီးတော့ကိုယ့်ကကိုယ်ပဲပြန်ပြီးတော့အာရုံစိုက်လေးရတာမျိုးအဲ့လိုမျိုးလေးတွေလည်းအနာဂတ်မှာဆက်ဖြစ်နေဖို့တော့ရှိတယ်ပေါ့နော်အဲ့လို လူတွေနဲ့ဥမာထပ်တွေ့ရဆိုရင်တော့မှ connection မဖြစ်သွားအောင်ဆိုတော့ relationship ထဲမရောက်သွားဘဲနဲ့အဆုံးတက်လဲကြအောင်ကိုကကိုကကိုပဲပြန်ပြီးတော့ focus လုပ်လိုက်ရတယ်ကိုကကိုပဲအာယုံဆိုင်လိုက်ရတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေကတော့နည်းနည်းလေးဆက်ဖြစ်နေဖို့ရှိတယ်အဲ့လိုမျိုးလေးတွေတွေ့ရတယ်ပြီးတော့လေ opposite sides တွေပေါ့ energy ရလဲလို့ပြောလိုက်မယ်ဒီလား main ကလေးတွေပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ပေါ့နော်ခု reading လာကြည့်တာအဲ့လို opposite sides တွေอ่ะဆိုတော့ကိုယ်စိတ်ဝင်စားတဲ့ gender ပေါ့နော်အဲ့ဒီဟာကကိုယ့်ကို ဘလို့မြင်လဲဆိုတော့အောင်မြင်တဲ့သူတယောက်လို့မြင်နေသေးလားအဲ့လိုလေကိုအောင်မြင်တဲ့သူတရားပေါ့နော်ကယ်ရီယာမှာပဲဖြစ်ဖြစ်ကိုရဲ့ professional မှာပဲဖြစ်ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ကိုကဘလို့အနေထားပဲဖြစ်ဖြစ်ကိုအဲ့လိုမျိုးအောင်မြင်တဲ့သူသူကဆွဲဆောင်မှုရှိရပါသေးလားကိုရဲ့ဒီရုပ်ရုပ်ရည်ထပ်ပေါ့နော်လို့အခြားလူတွေကိုကိုရဲ့ဆွဲဆောင်မှုအဲ့လိုကိုရဲ့လုပ်ရည်ကိုင်းရည် confidence ဟောက်တဲ့အဲ့ဒီကိုရဲ့ confidence တွေကလေအခြားအဲ့လို opposite gender ဒါမှမဟုတ်ကိုယ်စိတ်ဝင်စားတဲ့ gender ပေါ့နော်အဲ့ဒီအဲ့ဒီအရာ attraction ဖြစ်တယ်လို့ဒီမှာသွားပြရတယ်နော်မြင်ရတယ် ဲ့လိုကိုယ့်ရဲ့ရုပ်ရည်ထက်ပေါ့နော်တိလာအဲ့ဒီခုလာကြည့်တဲ့ collective လေးတွေကအဲ့ဒီအရာလေအဲ့တော့အကြောင်းလဲခုနကတွေ့တဲ့ energy ကလို collective လေးတွေ single လေးတွေကလေကိုယ့်ကကိုယ်ပဲအာယုံဆိုင်နေရမျိုးတွေ့ရတယ်တိလာအဲ့လိုကိုယ့်ကကိုယ်ပဲအာယုံဆိုင်တယ်ကိုယ့်ရဲ့ career တွေပဲအာယုံဆိုင်တယ်အဲ့ဒီအရာကလည်း attraction တခုဖြစ်နေတာကိုသွားတွေ့ရတယ်ပေါ့နော် okay စတိုက်တွေပြောသွားရအောင်နော်อืม ဲ့လိုပေါ့နော်ပြီးတော့လေ new environment ပေါ့နော် energy ကရလို့ပြောခါတယ်ပြောလိုက်တော့မသိလားဘာလို့လဲမသိ energy ရလိုက်တော့လေအချို့ ਆ တယ်တခါတည်းကျအဲ့လိုမပြောဘူးဆိုပြီးတော့လေသိလားဒါပေမဲ့ energy ဝင်လာတော့လေပြောလိုက်မယ်ဘယ်လိုလဲဆိုတော့အချို့ area တွေကျတော့လေဘာသွားရလဲဆိုတော့အဲ့လို ဟိုလို new environment ပေါ့နော် new environment ဒါမှမဟုတ်လူအစ်စ်တွေပေါ့နော်။ကိုယ်အသက်ကြီးမှတွေ့ရတဲ့ကိုယ်လာစိတ်ဝင်စားရတဲ့သူတွေရှိတယ်ဆိုရင်နဲ့သတိထားပေးပါတဲ့နော်။အဲ့ဒါဘာကြောင့်လဲမသိဘူး။အဲ့ဒါရားလိုက်လို့ပေါ့နော်။အဲ့လိုကိုယ်နဲ့ဥမာအရန်ကြီးလူမျိုးမတူတာဘာသာမတူတာနိုင်ငံမတူတာပဲဖြစ်ဖြစ်ပေါ့နော်။ဆိုတော့တစ်ဖက်သူကမကောင်းတာမဟုတ်ဘူး။ဒါပေမဲ့တတိထားဖို့တော့လိုတယ်တဲ့။ဘာကြောင့်လဲမသိဘူး။အဲ့ဒီ message ရှားလိုက်လို့ပေါ့နော်။အရန်ကြီးစွတ်မယုံနဲ့အဲ့လိုမျိုးပြောတာသေးတာနော်။လူတွေကဘာကြောင့်လဲဆိုတော့ပြီးတော့အခုလာကြည့်တဲ့ collective တွေကများသောအားဖြင့်အဲ့လိုမျိုးအဲ့လို ဟိုအသက်ကြီးမှတွေ့ရတာမျိုးဖြစ်နိုင်နေကွာအတိတ်ကနော်အဲ့လို energy လည်းရတယ်အရင်တော့ connection တွေရှိခဲ့ဖို့ရယ်ဆိုရင်တော့အခုချိန်မှလို့အဲ့ connection တွေကပြီးသွားပြီတိတ်လားအရင်တော့အတိတ်တုန်းကအဲ့လိုကျောင်းတော့မဖြစ်ဖြစ်အဲ့လိုကိုယ်စိတ်ဝင်စားတဲ့သူရှိခဲ့တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီသူတွေနဲ့အခု connection ကလုံးဝပြီးသွားတာတွေ့ရတယ်ပေါ့နော်အဲ့တော့အခုချိန်မှာကိုတယောက်တည်းဖြစ်နေတာမျိုးတော့ကိုစိတ်ဝင်စားတဲ့လူအသက်ဆိုလေအသက်ကြီးမှတွေ့ရတာမျိုးလူအသက်ဖြစ်နေရမျိုးတွေ့ရတယ်ပေါ့နော် ကောင်းတယ်ပေါ့နော်အခုရတဲ့ single ရဲ့ collective ကဘာလို့လဲဆိုတော့ collective လေးတဲ့ single လေးရလို့ကိုယ့်အကူပဲအလို focus လောက်တာပေါ့နော်ကိုယ့်အကူပဲ focus လောက်ပြီးတော့စူးစမ်းတဲ့အရာကအရန်ကို attraction ရှိတယ်လို့သွားမြင်ရတယ်အဲ့လိုလေစူးစမ်းပါပေါ့နော်အဲ့လိုလေဆက်ပြီးစူးစမ်းပါတဲ့အချို့တွေဟုတ်တယ်နိုင်ငံရဲ့ခြားရောက်နေတာကိုလည်းတွေ့ရတယ်ပေါ့နော်ကိုယ့်ကိုချစ်ကပ်တဲ့သူတွေလည်းရှိတယ်လို့မြင်ရတယ်အခုချိန်မှာမရှိဘူးဆိုရှိလာဖို့တော့များတယ် collective လေး single collective လေးခုနပြောသလိုဒါမှမဟုတ်လေနောက် message တခုသွားရတာလေအဲ့လိုကိုယ့်ကိုချီးကပ်ဖို့ပေါ့နော်ကတ်တရားအမှချာတော့မမြင်ရဘူးဘာဖြစ်တဲ့ပြလိုက်မယ်ပေါ့နော်ဘလို့လဲဆိုအဲ့လိုကိုယ့်ကိုချီးကပ်ဖို့စောင့်ကြည့်နေရတယ်လေတော့တွေ့ရတယ်တိလာနော်အဲ့လိုကိုယ့်ကိုချီးကပ်ချင်တာလေအနည်းဆုံးလို့တရားနှစ်ယောက်လောက်အဲ့လိုမျိုးလေတွေ့ရလူတိုင်းတော့မဟုတ်ဘူးပေါ့နော်အချို့ single collective လေးမှာဆိုအဲ့ဒီ energy သွားရတယ်ပေါ့နော်ကိုယ့်ကိုချီးကပ်ဖို့ကိုယ့်ကိုစောင့်ကြည့်နေရမျိုးခုနကပြောသလိုပဲကိုယ့်ကို attraction အထုကိုရဲ့ attraction ကလေးစူးစမ်းနိုင်စွမ်းနေပါလေတို့ကမြင်နေွားတိလား ပြီးတော့စင်ကဖြစ်နေတာနည်းနည်းလေးတော့ကြာအောင်မယ်နော်ခုနကပြောသလိုပဲနည်းနည်းတော့ကြာအောင်မယ် စစ်စုံတော့နောက်တစ်ကလေးတစ်ချက်ထပ်ထုတ်လိုက်မယ်เนาะအဲ့ဆိုရင်အခု ticket ရဲ့ energy ကတော့ပျော်ပြီးသွားပြီဆိုတော့နောက်တစ်ဟိုလေးနဲ့ကြည့်လိုက်မယ်ဒီ tarot card ကလေးနဲ့ပေါ့เนาะ witches tarot card ကလေးနဲ့တစ်ချက်ကြည့်ပေးမယ် energy ကရတော့ရတယ်ဘလို့ရနေလဲဆိုအချို့လေးတွေအဲ့လိုမျိုးဒီနှစ်တည်းမှာလာမသိ relationship တွေဖြစ်သွားနိုင်တာမျိုးတွေကိုယ်စိတ်ဝင်စားတဲ့သူနဲ့အဆင်ပြေသွားနိုင်တာမျိုးတွေပေါ့เนาะအဲ့လိုမျိုးတွေရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ energy ကမတည်ကြသေးဘူးเนาะအဲ့ကြောင့်အခု card အတင်နဲ့ထပ်ယူကြည့်လိုက်မယ်အချို့ single collective play တွေကတော့ single အနေနဲ့ပဲထပ်ရှိနေအောင်ပဲနည်းနည်းလေးကြာအောင်ပဲ เนาะအဲ့တော့ okay ဒီအောင်ကို shift star ကဘာလဲဒီကက်ဒီအောင်မသုံးတာအောင်နည်းနည်းကြောက်ပါရဲ့မောင်းမောင်းသွားတယ်တော့သူကလည်းဘယ်လိုလဲမသိဘူးကင်မရာလည်း okay အချို့တွေလည်းလာတာကြည့်တာเนาะအချို့ရေးလဲအဲ့လိုလူလူတယောက်နဲ့တွေ့ပါစေဆိုတဲ့စိတ်လည်းမရှိဘူးတိလားဘယ်လိုလဲဆိုအန်အစီရတာလေအဲ့လိုကချို့ collective play တွေလာတော့ကြည့်ရယ်ကိုယ့်အကောင်လုံးစရာရှိတာလုပ်တယ်ကို့ဘွားထဲမှာလည်းတယောက်တည်းလည်းအဆင်ပြေနေတယ်ဒါမဲ့ ိုလာတော့ကြည့်ရဲအဲ့လိုမျိုးသိလာဟိုအချစ်ရေးအတွက်ကိုအရင်ကြီးစ조사နေရမျိုးမတွေ့ရအောင်ဥမာဟိုကိုယ်ရည်စားလို့ကျင်နေဆိုလည်းကိုယ်စ조사ရမယ်သိလားအဲ့လိုမျိုးပြောအဲ့လို조사နေရတယ်မတွေ့ရအောင်တယောက်တည်းလည်းစင်ပြင်းနေတယ်ဒါပေမဲ့ company တောင်လည်းလာကြည့်တယ်အဲ့လိုမျိုးတော့တွေ့ရတယ်နော်อืมไอ้หนองจ่ามาล่ะเมนเนาะเลยจ่าไหนเจอก็ชื่อเลยบาลุไม่ได้เอาตัวยาเลย သက်ကြီးမှရတာမျိုးတော့အဲ့လိုမျိုးရှိတော့ရှိစစ်စော့ဝမ်းကလည်းနည်းနည်းဒီအခုကတ်တယ်မှာဖင်းနေရပါသေးတယ် message တစ်ခုတော့ပါတယ် okay ထွက်လာပါပြီအမလီစစ်စော့ဝမ်းကြောင်းပြောနေတယ်ထွက်လာတဲ့ကတ်ကိုတခါတည်းပြလိုက်တော့မနေနိုင်တော့ဘူးဒီမှာဒီမှာပြပြလိုက်တော့မယ် the lover stay တွေ့လားမရတော့ဒီခဏလေး one okay မရပြီနော် the lover stay ဒီလားစစ်စော့ဝမ်းကိုပြောနေတယ်အဲ့ကြောင့် ့ energy ကရရတယ်ဆိုတာလေးအဲ့လိုမျိုးပြောတာ energy ကဝင်တော့ဝင်တယ်အချို့တွေလေးအင်္ဂါအပြိုကြီးပဲလောက်ရတော့မှာလားဆိုပြီးစဉ်းစားနေရင်အပြိုကြီးမဖြစ်ပါဘူးတဲ့နော်လူပြိုကြီးလည်းမဖြစ်ပါဘူးတဲ့အိမ်အောင်ကြားလိုက်ချင်းရှိပါတယ်တဲ့အဲ့လိုမှမဟုတ်ရင်တော့မှခုနပြောသလိုကိုယ်စိတ်ဝင်စားရတယ်လက်တလုံးမှစိတ်ဝင်စားရတယ်သူအဲ့လိုစကားပြောနေတဲ့သူနဲ့မပြောလိမ့်မယ်နဲ့အဲ့လိုခဏတာတွဲဖြစ်သွားတာမျိုးလေးဖြစ်နိုင်တယ်အဲ့လိုအတူတူအပြင်းသွားဖြစ်တာမျိုးလေးတိလာပျော်စရာကောင်းတဲ့ moment လေးဖြန်တီးဖြစ်တာမျိုးလေးတွေအဲ့လိုမထင်မှတ်ပဲနဲ့ဟုတ်တယ် အဲအိမ်အောင်မဟုတ်ရင်တော့မအဲ့လိုပေါ့နော်တွဲဖြစ်သွားတာမျိုးလေးတွေတော့နည်းနည်းလေးတော့တွေ့ရတယ်ဒါပေမဲ့အချို့တွေတော့ကတော့အကြာကြီးမတွဲဖြစ်တာမျိုးတွေလည်းတွေ့ရတယ်ခဏတာတွေ့တွေ့ရမျိုးပြီးတော့အချို့တွေတွေ့ပြီးတော့ကွဲသွားတာမျိုးဘာကြောင့်လဲမသိဘူးအဲ့ energy သွားရတယ်နော်အချို့လေးလည်းလို့တယောက်နဲ့တယောက်တွေ့ပြီးတော့မှမမျောလင်းမနေကွဲသွားတာမျိုးလေးလည်းဖြစ်နိုင်တယ်ခဏတာပြောသွားတာမျိုးအဲ့လိုမျိုးတွဲဖြစ်တာမှခဏတာလေးအဲ့လိုမျိုးအဲ့လိုမျိုးလေးလည်းတွေ့ရတယ်ပေါ့နော်အခုကိုယ်စိတ်ဝင်စားရတဲ့သူရှိနေပြောတာပေါ့နော်အဲ့ဒီသူဖြစ်ပုံများတယ်ဒီ energy ကလေး โอเคအတက်ပါမဆိတ်ရှင်လာရအောင်နော်โอเคအခုဒီလုံးနေတဲ့သူမရှိဘူးခုနပြောကြလို့ကိုယ့်အကူရဲ့အာယုံဆိုင်နေတဲ့ quality လေးတွေရောဘာတွေများဆက်ဖြစ်ဖို့ရှိမှလဲအခြေအနေနဲ့ပတ်သက်ပြီးတော့ဗောနော်မှောင်သွားပြန်ပြီနော်ကင်မရာကဖောင်းမှောင်သွားတယ်တော့ဘယ်လိုလဲမသိဘူးဖောင်းကတ် โอเคกั๊ดดีเว้ยต้องกั๊ดซะต้องกั๊ดถั่วละอืมถั่วละกั๊ดดีคนนั้นแหละแพนติเคิลสตีเว้ยโอเคโอเคอืมแมติกาโฟโตคาร์บส์ดิเนาะอืมနမနိက10 more pentacles တဲ့နော်။음။နမတုံးက9 more pentacles တဲ့အချို့တွေလေ။ပြောမယ်နော်။မောင်းသွားလို့ โอเคလင်းပြီလားမသိဘူးအဲ့လိုကင်မရာလေးတစ်ခါလေးကြာအဲ့လိုဟိုဖြစ်ဖြစ်သွားတယ်เนาะရပြီထင်ပါတယ်เนาะโอเคအချို့ single လေးတွေလေ single ဖြစ်ပေမဲ့လို့တယောက်တည်းကိုယ့်အကူရက်တည်နိုင်တယ်ခုနကပြောသလိုကိုယ့်ခြေောက်ပေါ်ကိုယ်ရက်တည်နိုင်တယ် single ဆိုပေမဲ့တည်လားဆိုတော့ငွေရေးကြေးရွက်ပူစရာမလိုကိုယ့်ခြေောက်ပေါ်ကိုယ်ရက်တည်နိုင်တယ် single လေးလေခုနကပြောသလိုအစိုးရပြောခဲ့တာเนาะအဲ့ energy ရတယ်အခုလည်း energy ကိုကြည့်တာအဲ့လိုပေါ့เนาะဒီလုံးတဲ့သူမရှိတာမျိုးတယောက်တည်းအဆင်ပြေနေတဲ့သူအတွက်ဆိုပြီးတော့ ယူကြည့်လိုက်တဲ့အခါမှာဘာတွေထွက်လာလဲဆိုတော့ခုနပြောသလိုပေါ့နော် four of cups ရယ် nine of pentacles ရယ် ten of pentacles ရယ်ပေါ့နော်အဲ့တော့လေပြောမယ်နော်အခြေအနေတော့လည်းအာယုံဆိုင်မနေဘူးပေါ့နော်အခြေအနေနဲ့ပတ်သက်ပြီးတော့လည်းစိတ်ပြန်နေတယ်အဲ့ဒီအနာကမှလည်းတယောက်သေးပဲတောက်ပသွားတာကိုလည်းတွေ့ရတယ်ဗောနော်အဲ့တော့ တယောက်ထဲလဲတောက်ပါသွားတယ်ဆိုပေမဲ့ဘယ်လိုလဲဆိုတော့ထီးကြံနေတဲ့ခန်းစားချက်ကိုတော့သိမရအောင်အခြေအနေနဲ့ပတ်သက်ပြီးနည်းနည်းစိတ်ပြက်နေတာမျိုးတွေတော့ရှိကောင်းရှိနိုင်တယ်ပေါ့နော်အခြေအနေနဲ့ပတ်သက်ပြီးစိတ်ပြက်ရတာမျိုးရှိတယ်ဒါပေမဲ့လေတယောက်ထဲကိုပြေဆုံးနေတဲ့အနေကြီးပေါ့ငွေကြီးရပြေဆုံးနေတာမျိုးတွေတော့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့လေခုနကပြောတဲ့အချို့တွေနော်အလိုဝေးကြီးမှာအလောက်အကင်ပိုင်းမှာအဆင်ပြေသွားပြီးရင်လေတူဦးတယောက်နဲ့မမျောလိမ့်မယ်တွေ့ပြီးတော့အိမ်အောင်နေပါတယ်ကြာတက်တက်သေးတာနော် အချို့တွေကြတော့လေတယောက်တည်းတောက်ပါသွားတော့ collective ကတော့ energy တော့အများကြီးပါတာပေါ့နော်အဲ့လိုဒါပေမဲ့တစ်ခုရှိတာဟာနော်ခုနကပြောသလိုတယောက်တည်းတောက်ပါသွားရဲဆိုရင်တော့အဲ့လိုအထီးကျန်တဲ့ခန်းစားချက်တော့မရဘူးနော်အခုချိန်မှာလည်းအဲ့လိုဖြစ်နေတဲ့လို့တော့မထင်ဘူး collective လာကြည့်တဲ့ single လေးတွေကလေအခုချိန်မှာလည်းအထီးကျန်နေတာမျိုးတော့အဲ့လိုအဲ့လိုမျိုးတော့ energy မရဘူးပေါ့နော်အဲ့တော့အနာဂတ်မှာလည်းတကယ်လို့များလို့တယောက်တည်းပဲဆက်နေသွားမယ်ဆိုရင်လေဒါကလေ single collective ကလေဘယ်လိုလဲဆိုတော့ energy ကအဲ့လိုဘယ်လိုလဲဆိုတော့လေ တယောက်တည်းပဲဆက်နေသွားမယ်ဆိုရင်တော့ပေါ့ဒါက single collective လေးရဲ့ရွေးချယ်မှု choice ဖြစ်နိုင်တယ်အတိလာအလိုရွေးချယ်စရာလူမရှိလို့တော့မဟုတ်ဘူးအဲ့လိုကိုယ်သဘောကျတဲ့ကိုယ့်ရဲ့စံနှုန်းတွေနဲ့ကိုက်ညီတဲ့သူမရှိလို့တယောက်တည်းနေလိုက်တာလေးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်တဘောကလုံစားပေါ့နော်အဲ့လိုလည်းဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒီအရာမှာခုနပြောသလို ဟိုအရန်ကိုအထီးကျန်တဲ့ခန်းစားချက်တွေပါတယ်တော့ဘာမှတော့မတွေ့ရဘူးเนาะလို့တယောက်တစ်ထဲပြည့်စုံနေအဆင်ပြေတယ်ပေါ့ပြီးတော့ခုနကပြောကိုယ့်ရဲ့ရွေးချယ်မှုကြောင့်ဖြစ်နိုင်တယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့အချို့တွေဒီအသက်ကြီးမှအဲ့လိုအလုံးမာတော့မှလေးတော်တော်အဆင်ပြေတဲ့နေရာရောက်သွားမှငွေကြီးအရဆုံးလည်းတော်တော်အဆင်ပြေသွားပြီးတော့မှပေါ့နော်အဲ့ဒါတွေပြီးတော့မှလည်းအဲ့လိုလူသစ်တယောက်နဲ့တွေ့နိုင်တယ်အေးမမြုံနဲ့မနဲ့အိမ်တော်ကြာနိုင်တယ်အဆင်ပြေနိုင်တယ်ပေါ့နော် တော့ခုနပြောတော့နော်ပါကိုယ့်ရဲ့ရွေးချယ်မှုပေါ့နော်အဲ့ဒီအရာပေါ်မူတည်တယ်လို့ခံစားရရတယ်သိလားနော်ကိုယ့်ရဲ့အခြေအရာကိုယ့်ရဲ့ရွေးချယ်မှုပေါ်မူတည်တယ်တော့ဘလို့လဲဆိုတော့အချို့စင်ကြယ်လေးတွေကြတော့ကိုယ့်ရဲ့ standard ကိုမချချင်တာမျိုးပေါ့နော်အဲ့လိုကိုယ့်ရှိမှာတော့ရှိတယ်ဒါပေမဲ့ကိုယ်သဘောမကျတာမျိုးပေါ့နော်ကိုယ့်ရဲ့စံနှုန်းအဲ့ဒါပြောတာစံနှုန်းနဲ့မကိုက်ညီတာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်နိုင်တယ်နော်အဲ့အတွက်ကြောင့်တယောက်တည်းနေဖို့ရွေးချယ်ထားတာလည်းဖြစ်နိုင်တယ်ပြီးတော့အခုရတဲ့ energy ကအမှန်တိုင်းပြောရရင်နော် တဘွားလုံးစာလို့သာပြောပေမဲ့လေတကယ်နဲ့ energy ယူကြည့်တာအခုကြားလိုက်တဲ့ energy ကိုပြောတာပေါ့နော် energy ကတကယ်နဲ့တနှစ်နှစ်နှစ်လောက်ပဲမြင်နေပေါ့နော်အဲ့တော့အဲ့ဒီရဲ့အနောက်ပိုင်းမှာလည်းအပြောင်းလဲတွေတော့ဖြစ်နိုင်တယ်ပေါ့နော်တနှစ်အတွင်းနှစ်နှစ်အတွင်းကတော့အချို့တွေလည်းတယောက်တည်းပဲဆက်နေနေရမျိုးတော့တွေ့ရတယ်ပေါ့နော်ဟုတ်တယ်နော် okay ဒါအဲ့လိုခုနပြောတဲ့ဒီဘာတွေမရှိဘူးဆိုရင်ပေါ့နော် by choice လို့တော့ energy ရတယ်เนาะဒါမှမဟုတ်လေတစ်နှစ်နှစ်နှစ်လောက်ကတော့အဲ့လိုတယောက်တည်းပဲတောက်ပနေတာမျိုးကိုယ့်ရဲ့ career ကိုပဲ focus လုပ်တာမျိုးငွေရေးကြီးမှလုံးဝတော့10 9 ਨੇ particle ဆိုတော့ထိတ်ဆုံးกว่าတည်တာလို့ကိုယ့်ရဲ့ career မှာကိုယ်ထိတ်ဆုံးနေပါတယ်ရောက်ပြီးတော့မှပဲအချိန်ကြီးအတွက်အချိန်ပေးတာမျိုးအဲ့လိုမျိုးလေးတွေလည်းဖြစ်နိုင်တယ်မမျောနိုင်မဲ့လို့တယောက်နဲ့တွေ့ရဆိုတာလေအဲ့လိုမျိုးအားလုံးအဆင်နဲ့ပြီးွားမှတွေ့ရမျိုးဖြစ်နိုင်တယ်ပေါ့နော်음ဒီ collective ရဲ့ single energy ကြတော့တယောက်တည်းလည်းအဆင်ပြေတယ် တယောက်တည်းတောက်ပမယ်ဆိုတဲ့သူတွေပါနိုင်တယ်အများစုကလေအရင်အထီးကျန်တဲ့ခံစားချက်တွေပါတော့မရအောင်ဒါပေမဲ့တစ်ခါတလေလဲကိုယ့်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးလို့စိတ်ပြတ်မိတာမျိုးလေးတော့ရှိတယ်ပေါ့နော်အရင်ကြီးအထီးကျန်တဲ့ခံစားချက်တော့သိမရအောင်နော်တယောက်တည်းတဲ့အစဉ်ပြေတောက်ပနေတယ်ပေါ့နော်လုံးဝအဲ့လိုမျိုးပြောကွာ attraction ရှိရသေးတာအဲ့လိုလူတွေရဲ့အမြင်မှာကိုက attraction ရှိရနော်ကိုကကိုသာတယောက်တည်းဖြစ်နေတာကိုကိုစိတ်ဝင်စားရတဲ့သူတို့အဲ့လို interest ဖြစ်တဲ့သူတွေကတော့ရှိရပေါ့နော်ဒါမဲ့ ကိုယ့်ရဲ့စံနှုန်းနဲ့မကိုက်ညီတာတွေဖြစ်နိုင်တယ်เนาะ อืม Okay အဲ့တော့ဆက်ကြည့်အောင်เนาะကင်မရာမောင်းလိုက်နင်းလိုက်တယ်เนาะသူကလည်းကင်မရာကလည်းမချိန်တတ်တော့အဲ့တော့နောက်ဆုံးဘာကက်လေးနဲ့ကြည့်ပြရမလဲဒီကက်ကလေးကြည့်ရမလားဒီကက်ကလေးနဲ့ကြည့်ပြရအောင်ဒါကတော့ fortune oracle ကက်ကလေးပါเนาะဒါကတော့ fortune talented ဒီကက်နဲ့ကြည့်ပြရအောင်နောက်ကက်လုံးနဲ့ကြည့်ပြလိုက်မယ်เนาะနောက်ဆုံးအနေနဲ့အဆုံးသတ်တော့မှာဆိုတော့ ပြောစရာတော့တိတ်မရှိတော့သေးတာအများကြီးပြောပါရနော်ပြောစရာတော့မရှိတာတော့ဘူးကတ်တိထုတ်ရင်တော့ရှိလာအောင်မယ်သိလား message ကလည်းမပြီးသေးဘူးဆိုတော့ခံစားချက်ကိုတော့ရတယ်ဒါပေမဲ့နည်းနည်းလေးရှိနေပြီဆိုတော့ဒီ oracle ကတ်ကလေးနဲ့ချိန်ပြလိုက်မယ်ပေါ့နော်ကင်မရာတော်လေမှောင်သွားလိုက်လင်းသွားလိုက်သိလားအဲ့လိုဟိုပါဖြစ်တယ်အခန်းအလင်းအမှောင်ကြောင်းလာတော့မသိဘူးမှောင်သွားလိုက်လင်းသွားလိုက်နဲ့ဘလို့လည်းမသိဘူးတော့ကိုယ်စမှောင်သွားပြန်ပြီနော်ခဏလေးနော်အဲ့ဒါဘလို့လည်းမသိမှောင်သွားလိုက်လင်းသွားလိုက်နဲ့ နော်ခုချောက်လည်းအရင်လင်းသွားတာမသိဘူးနော်ထားလိုက်တော့မတက်နိုင်တော့စင်ကြလေးလေးနောက်ဆုံးနေတဲ့ order ကပ်လေးရပါ message တွေညပေးခြင်းဘူးအချို့လေ energy ရလိုက်တယ်နော်ရလိုက်တော့လည်းပြောလိုက်တော့မယ်အခု single လေးလာကြည့်နေတယ်မှာလေ personal မေးဖို့စဉ်းစားနေတဲ့ single လေးတွေပါနိုင်တယ်နော်တည်လား energy ရလိုက်လို့လေနော်ဟုတ်ပါဖြစ်တယ်အဲ့တော့ personal reading မေးဖို့အလိုပေါ့နော်စဉ်းစားနေတာမျိုးလေးလည်းတွေ့ရတယ်နော် ဲ့ energy ရလိုက်လို့နေเนาะအဲ့တော့ဘောကောเนาะအခု reading ကြည့်နေနေပြောတာเนาะအခု reading ကြည့်နေနေအဲ့လိုမျိုးစဉ်းစဉ်းစားနေတဲ့သူတွေတွေ့ရတယ်ဗောနော်အဲ့တော့ energy တော့ရလိုက်တယ်โอเคမောင်းသွားလိုက်လျောင်းလာလိုက်အမလေးကို house တယ်เนาะချို့တွေလေအနာကတ်မှာအိမ်လေးပါတွေဝယ်ဖြစ်နိုင်တယ်ကိုပစံနဲ့ကိုဗောနော်အဲ့လိုကိုကိုအရေးအခြေအနေကိုပြောတာအဲ့ဒါအဲ့လိုမျိုးအိမ်လေးပါတွေဝယ်ဖြစ်တာမျိုးဖြစ်နိုင်တယ်ကို house အချို့တွေ စာပြက်စာနဲ့လက်မှတ်ထိုးရတာမျိုးတွေအဲ့လိုဥပဒေနဲ့ပတ်သက်ရတာမျိုးတွေဒါပေမဲ့ကောင်းတဲ့အရာပေါ့နော်မကောင်းတဲ့အရာလို့တော့မတွေ့ဘူးအဲ့လိုစာစာလုံးစာချုပ်စာနဲ့နေလက်မှတ်ထိုးရတာမျိုးတွေအချို့တွေနိုင်ငံအပြောင်းရွှေ့အဲ့လိုလက်မှတ်ထိုးရတာမျိုးတွေရှိသလားတော့မသိဘူးနော်အဲ့ဒါမျိုးတွေကို့အတွက်အနာဂတ်မှာလေကောင်းတဲ့အရာတွေရောက်လာလိမ့်မယ်နော်အဲ့လိုအခြေရေးမဟုတ်တော့ပေါ့နော်အခြေရေးမဟုတ်တော့အနာဂတ်မှာအခြားသောကောင်းတဲ့အရာတွေရောက်လာတာမျိုးတွေ့ရတယ်ပေါ့နော်ကို house energy ရပါတော့အဲ့လိုမျိုးတော့တွေ့ရတယ်ပေါ့နော် ဟိုကလေအချစ်ရေးမေးတာအချစ်ရေးမဟုတ်တဲ့ message တွေတော့ထွက်လာတယ်တခါတလေအချို့တွေကတော့ဟောက်တယ်ဟုတ်တယ်အဲ့လိုအဲ့လိုမိသားစုဘဝထူထောင်ခြင်းတာမျိုးပေါ့နော်ကိုယ်ဝယ်ထားတဲ့အိမ်လေးမှာမိသားစုနဲ့တူတူနေခြင်းတာမျိုးမိသားစုဆိုကိုယ့်ရဲ့မိသားစုဟိုပေါ့နော်အဲ့ဒီအဲ့လိုအိမ်အောင်ပြုခြင်းတာမျိုးအဲ့လိုမျိုးလေးတွေတွေ့တော့တွေ့ရတယ်အချို့တွေဆိုလည်းလိုမမျောလိမ့်မယ်နဲ့အိမ်အောင်ကြတာမျိုးစာရုပ်စာချုပ်စာတန်းလက်မှတ်ထိုးတာဆိုအဲ့ဒါမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်လိုမမျောလိမ့်မယ်နဲ့အိမ်အောင်ပြုရတာမျိုးဒါပျော်ရွှင်ရလိမ့်မယ်နော်ကောင်းတဲ့ energy ကိုရတယ်โอเค တော့နှစ်တက်လောက်ထုတ်ပြီးတော့ဆုံးတက်လိုက်အောင်အော်လေနှစ်တက်ဆိုတော့သုံးကတ်တောင်ထွက်လာတယ်တော့မလေอืมထင်တော့ထင်ပါတယ်เนาะဘာလို့လဲဆိုတော့ခုနအဲ့ဒါကြောင့်လေခါကြတော့မပြောဘဲနဲ့ခြံသားဆိုင်နောက်တက်ကတက်ကထထွက်လာတယ်အဲ့ဒါဆိုပြောရပြန်အောင်တည်လားဒီမှာပေါ့เนาะ major woman ပေါ့เนาะအဲ့ဒါကြောင့်ဟိုဘယ်လိုပြောမလဲ အဲကြောင့်ခုန energy တော့ရတော့ရလိုက်တယ်အချို့တွေကတော့အိမ်တောင်ကြနိုင်တယ်အချို့တွေကတော့တယောက်တည်းပဲတောက်ပါသွားမယ်အဲဒါကြောင့်ခုနလည်းပြောလိုက်တာလေနော်အဲကြောင့်အဲ့ဒီ energy ပဲထပ်ထွက်လာတာပေါ့နော်တယောက်တည်းတောက်ပါသွားတာမျိုးတွေ့ရတယ် mature woman ပေါ့နော်အချို့အများစုတွေ main ကလေးဖြစ်နိုင်တယ်ပေါ့နော်တယောက်တည်းလေးတောက်ပါသွားတယ်တယောက်တည်းလေးခုနပြောသလိုပေါ့နော်အဆင်ပြေတယ်အထီးကျန်နေရမျိုးတွေ့ရအောင်ဒါမဲ့အနည်းဆုံးတစ်နှစ်နှစ်နှစ်ပေါ့နော် energy ကအဲ့လောက်ပဲအများကြီးယူကြည့်ရတော့မဟုတ်ဘူး နော်တောက်ပသွားတဲ့ energy ပဲရတယ်။နောက်တစ်ခုကတော့ message ပေါ့နော် message ရဲ့ energy ကတော့လေသူကအခြေရေး reading ပေါ့နော်အခုကအခြေရေး reading ကိုဖတ်နေပြင်မဲ့လေထုံးစံနိုင်မဲ့ဘာရလဲဆိုတော့ message လို့ပြောမယ်အခြေရေးကိုတော့တိတ်မရအောင်မှန်တိုင်းပြောရရင်လေအခြေရေး message ကိုလည်းမျောနေရမျိုးတော့တိတ်မတွေ့ရအောင်နော်အခုလာကြည့်တဲ့ senior collective လေးမှာလို့အဲကြောင့်ခုနပြောသလိုပဲအခြေရေးနဲ့ပတ်သက်ပြီးအရင်ကြီးမျောနေနေရမျိုးတော့မတွေ့ရအောင်နော်ဥရတဲ့ message ကလည်းလေ စာပေါ့နော် message ရဲ့တဘောစာစဝေးမဲ့လေတကယ်တမ်းသွားတွေ့လာအဲ့လိုအဲ့တော့အခြေအေးလို့တော့မန္တန်ပြောရတဲ့မိရအောင်လို့တခုခုပေါ့နော်အဲ့လိုတခုခုအစားတွေပါတယ်ရောက်လာတာမျိုးကိုမျောလင့်နေတဲ့အီးမေးတွေပါတယ်ရောက်လာတာမျိုးလားအနာကက်မှာပြီးတော့ဒီ energy ကလေလာပိုင်းအတွင်းဖြစ်နိုင်တယ်ပြီးတော့ဒါကလေ အခြေရေးမဟုတ်တော့အဲ့လိုအခြားသော opportunity တခုလို့တွေ့ရတယ်အဲ့ဒီနှစ်ခုရဲ့ energy ကလေ message ကနဲ့ကို house ရဲ့ energy ကအဲ့လိုလေကိုဘဝတွေကိုကောင်းမွန်တဲ့ opportunity တခုခုရောက်လာတာမျိုးအခွင့်အလမ်းပေါ့နော်အလောက်ကံပဲဖြစ်ဖြစ်ငွေကြေးပဲဖြစ်ဖြစ်အဲ့လိုအိမ်ဝယ်တာပဲဖြစ်ဖြစ်နိုင်ငံပြောင်းတာပဲဖြစ်ဖြစ်လို့အမျိုးမျိုးသောပေါ့နော် opportunity တခုခုအခွင့်အလမ်းတခုခုအနာဂတ်မှာလာပိုင်းအတွင်းမှာရောက်လာလိမ့်မယ်လို့မြင်နေပေါ့နော်အခြေရေးဆိုတဲ့ message energy တော့သိမရအောင်သိတာ အခြေရေးဟောတာအခြေရေးမဟုတ်တဲ့ message တွေတော့နည်းနည်းတော့ထွက်လာတယ်ပေါ့နော်အချို့နေကြတော့လည်းကိုယ်စိတ်ဝင်စားတဲ့သူနဲ့လည်းတော်တော်မှစကားတွေပါတယ်ပြောနေရမှာဖြစ်နိုင်တယ်သိလားအဲ့လို flat တာပေါ့နော်စကားပြောနေတဲ့ energy ကိုတော့ရတယ်နော် okay အဲ့တော့စကားပြောနေတဲ့ energy ကိုတော့ရတယ်ပေါ့နော် okay အဲစကားပြောနေတာမျိုးခဏလေးတော့ energy ကပြတ်သွားတော့စကားပြောနေတာမျိုးကိုတော့တွေးရတယ်ဟုတ်တယ်အဲ့လိုပေါ့အသူလဲစိတ်ဝင်စားဒါပေမဲ့အရန်ကြီး serious ဖြစ်နေတာမျိုးမတွေးရဘူးပြီးတော့အရန်ကြီး serious ဖြစ်ချင်တဲ့စန္ဒကလည်းအရန်ကြီးတော့မတွေးရဘူးတကယ်လို့ရှိခဲ့ရင်တော့အနေဆိုအနေဆိုတော့မှတော်တော်လေးစေပုံတပုံတော့ပဲရှိမယ်သေးလားတော်တော်မတွေးရဘူးအဲ့လိုပဲကိုကကိုတယောက်တည်းအစဉ်မြည်တယ်ကိုကကို career focus လုပ်တယ်အနာကမှလည်းတယောက်တည်းတောက်ပါသွားတယ်အဲ့လိုမျိုးလေးတော့တွေးရတယ်အချို့တွေကတော့မမျောလိမ့်မယ်နဲ့လူတစ်တယောက်နဲ့ကောင်းမွန်တဲ့လူတစ်ယောက်နဲ့တွေ့ပြီးအိမ်အောင်ကြာနိုင်တယ်နော် โอเคနောက်ဆုံးဒီ fortune card ကပေါ့เนาะအဆုံးသတ်တော်မှာဆိုတော့ဒီကက်ကလေးနဲ့ကြည့်ပြီးเนาะအဆုံးသတ်လိုက်တော့မယ်နည်းနည်းလေးရှေ့သွားပြီဆိုတော့လေเนาะโอเคနောက်ဆုံးဒီကက်လေးနဲ့ကြည့်ပြီးအဆုံးသတ်လိုက်တော့မယ်เนาะတစ်ချက်တော့ပဲ any message ပေါ့เนาะရှေ့သွားပြီဆိုတော့ဒီကโอเคမလေးอืม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  ဝမ်းသာစရာကောင်းပါတယ်เนาะနောက်ဆုံးတော့အခြေရေးနဲ့ပတ်သက်တဲ့ message ထွက်လာတယ်။အခြေရေး radio ကြည့်တာအခြေရေးမဟုတ်တဲ့ message တွေပဲတစ်ခုပြီးတစ်ခုထွက်လာတာနောက်ဆုံးတော့ဝမ်းသာစရာကောင်းပါတယ်အဲ့တော့ပြလိုက်မယ်ဗာလေးထွက်လာတယ်ဆိုတော့ love ဆိုတဲ့ကတ်ကလေးပါเนาะစာလေးပါတခါလေးဖတ်လို့ရအောင်ပြလိုက်ပါမယ်။ Okay မြင်ရမယ်ချင်တယ်เนาะခဏလေးဝါဝါသွားတော့ဟဲ့ကင်မရာလေးတော်တော်မကောင်းတာပဲ my camera is so so okay love တဲ့တွေ့လာမှာစာလေးอ่ะเนาะ အမှတွေ့လာနောက်ဆုံးတွေ့လာ in all areas of your life တဲ့အဲ့ဒါကြောင့်လေ positive mindset ဆိုတာအဲ့ဒါကြောင့်အချို့လေးတွေအဲ့ဒါကြောင့်ပြောတာကိုလုံးစရာရှိရဲ့ကိုယ့်ရဲ့ career ကို focus ဆက်လုပ်ဆက်လျှောက်เนาะကိုယ့်ရဲ့ဟိုအခြားသောနေရာတွေကိုလောငွေကြေးအလိုအိမ်မောင်းเนาะအိမ်ဝယ်မလားကောင်းဝယ်မလားစားစားတင်ဖြစ်ညိုးဆောင်ပေါ့เนาะအလိုမျိုးကိုယ့်ရဲ့အလုပ်ခိုင်းပညာရေးစတင်ဖြစ်အဲ့ဒါတွေကိုဆက်လုပ်သွားရင်လည်းမမျောလင့်မဲတဲ့အကြောင်းအချိန်ရောက်လာနိုင်တယ်ဆိုတာအဲ့ဒါအဲ့လိုမျိုးလည်းရှိနိုင်တယ်ပေါ့เนาะဒါပေမဲ့ခုနကပြောတဲ့အဲ့ဒီ energy က တနစ်ကြော်ပေါ့နော် sorry တနစ်အတွင်းဆိုရင်တော့မှအဲ့လိုအရင်ကြီးတော့မစောဘူးပေါ့နော်အဲ့လိုမျိုးတော့တော့တွေးရတယ်အဲ့ဒါကြောင့်အဲ့လိုမျိုးအခုအချိန်မှာကိုကကို focus လုပ်နေရတယ်ကောင်းတယ်အဲ့ဒါကိုပြောတာပေါ့နော်နောက်ဆုံးတော့ဒီတက်ကတ်ပဲထုတ်မယ်ဆိုတဲ့အချိန်မှာဒီ lab ဆိုတာတွေထွက်လာတယ်ဒါပေမဲ့ခုနပြောသလိုပဲအချို့တွေကိုယ့်ရဲ့ရွေးချယ်မှုအရာကိုကပေါ့နော်အခု greedy တယ်မှာလဲ energy ကရနေလို့ပေါ့နော် ညနေလို့ပြောလိုက်တာပေါ့နော်အကြောင်းချိုးရင်းလေကိုယ့်ရဲ့ရွေးချယ်မှုအရာကိုအဲ့လို single လုပ်မယ်တစ်ပွားလုံးလုပ်မယ်ဆိုရင်တော့မှအဲ့ဒီအရာဒီအထီးကျန်နေရလို့တော့မခံစားရဘူးပေါ့နော်အဲ့ဒါကြောင့်တိောက်ထဲလက်တောက်ပါတယ်ပြီးတော့ကိုယ့်ကိုချစ်ပေးတဲ့သူတွေအများကြီးရှိရပေါ့နော်တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းစသည်ဖြင့်ပေါ့နော်အဲ့လိုကိုကအဲ့လိုတိောက်ထဲဆိုရင်တော့အထီးကျန်နေရမျိုးတော့မတွေ့ရဘူးပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်ကိုယ့်ရဲ့ရွေးချယ်မှုအရာတိောက်ထဲနေရင်တော့မှအဲ့လိုကိုယ့်ချစ်ပေးမဲ့သူတွေ love surrounds your connection ဆိုတဲ့အတိုင်းပဲပေါ့နော်အဲ့လိုမျိုး ကိုကိုကူညီမဲ့သူတွေချစ်ပေးမဲ့သူတွေအများကြီးအနာမှာရှိတယ်အဲ့လိုမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့ message တွေကအများကြီးပြောသွားတယ်နော်တော့ collective ဆိုတော့လို့ဟို energy ရအများကြီးထွက်လာတာဆိုတော့လေအဲ့တော့နောက်ဆုံးတက်ကက်ကလည်း love ဆိုတာလေးထွက်လာတော့ဝမ်းသာတယ်ပေါ့နော် okay အဲ့တော့ကင်မရာကတော့ထုံးစံနိုင်မယ်မှောင်ဝါလိုက်လင်းဝါလိုက်ဖြစ်နေတယ်ပေါ့နော် okay အဆောအဆုံးထိကြည့်ရှုပေးကြရတဲ့ကြောင့်လည်းအားလုံးကျေးဇူးတင်ပါတယ်လို့နောက်ထပ် reading တွေမှာပြန်တွေ့ကြဖို့အတွက်အားလုံးပဲ like and follow subscribe လေးလည်းပေးတော့ကြပါအောင်နော်အားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye ပါ